လူရှင်မရှင်များအားလုံးပဲမင်္ဂလာပါရှင်။နတ်ပြန်3ရက်9လ25ပေါ့နော်။တသပရိမနဲ့ညက်နေတော့ပါနော်။မနဲ့ညက်နေတဲ့ရှားပြီးရင်တော့မူတိုင်းပဲတင်ပေးလိုက်ပါရနော်။နှစ်ကြိမ်တင်ပေးဖို့နေခင်းဘက်ကိုမအားလို့ပါနော်။မအားအကြောင်းမလို့မတင်ပေးပြင်ကိုလုံးမတို့ခဏလေးလွတ်သွားမှာဆိုလို့ပါနော်။ဒါဆိုရင်ရှင်းလေးရှင်းပေါ့နော် ချို့တွေကလည်းရင်တော့ကမူပဲကြိုက်ပါတယ်လို့ comment မှာလာပြီးတော့ရေးတာတွေတွေ့ပါတယ်ပင်တွေကတိတ်မကောင်းเนาะဘောပင်နဲ့ပြလိုက်မယ်เนาะတစ်ချက်နဲ့နဲ့ကြည့်ကြည့်လေးရေးပြီးတော့เนาะဒီခံပြီးတော့ကြည့်ပြပါเนาะဒီမှာ848ပေါ့เนาะ3လုံးပေါင်းမယ်88ပေါင်းတော့6 64ပေါင်းတော့ပေါင်းခြင်းက 3ညဟုတ်ပြီနော်နည်းနည်းကြည့်ကြည့်ပြလိုက်မယ်နော်3ညပါဝါ9နက္ခတ်ကခွန်3ညငါခွန်ပေါ့နော်မြင်ရတာမသိနော်ဒါကတော့ထိပ်ပါနော်ဒါဆိုလို့ရှိရင် trigonal ကဒီမှာ3ည3 3ညထိပ်စီဆိုတဲ့အကြောင်းမလို့ဒီမှာ3ညဆိုပြီးတော့ဆင်းသွားတယ်နော်ဒါဆိုရင်နောက်တစ်ပင်ကဒီမှာ၄3 1 ဘောပင်ကကျတော့လည်းနဲ့သေးတော့เนาะမမြင်ရပါဘူး၄နဲ့6 6 3 9ပါဝါက၄နက်ခတ်က6 9 6เนาะဒီကတော့ break ပေါ့အာ sorry ပါเนาะ break ပြန်ညနေ6 5ပေါ့เนาะ6ထိပ်ပါ9 6ကဒီမှာ6ပေါ့เนาะဒါဆိုရင်မနက်ဖြန်အတွက်ကဒီမှာ9ခွန်တက်အခွန်ပေါင်းတော့နှစ်နှစ်တက်ပေါင်းတော့ပေါင်းခြင်းက3 ပါဝါကရှစ်နကကငါ35ဆိုပြီးဒါကတော့ထိပ်စီ3ဝန်းတွေ့တာနော်ဒါဆိုလို့ရှိရင်အခု break ကိုပြပေးမယ်နော် break ကဒီမှာ6နှလုံးပေါင်းတော့ပေါင်းခြင်းငါပါဝါ3ညနကက3ငါ3ညသုံးသူကတော့ break နော်ဒါဆိုလို့ရှိရင်ဘောပင်အောင်ရွေးရမှာဘောပင်အစိမ်းစောပင်အစိမ်းဖြစ် ၃ည၃နှလုံးပေါင်းတော့ပေါင်းခြင်း၃၃ပရိတ်ပေါ့နော်ငါ၃ည၃မှာ၃ပရိတ်ဆိုပြီးစဉ်းစားဒါဆိုရင်ဒီခါကျတော့ခွန်၉နှလုံးပေါင်းတော့၆ပါဝါတက်နက္ခတ်၉69ပရိတ်ပေါ့နော်ဒါဆိုရင်၆၅နှလုံးပေါင်းတော့ပေါင်းခြင်း၁ပရိတ်ထွက်သွားတယ်ဒါဆို၁ပေါ့နော်ဒီခါကျတော့၃၄နှလုံးပေါင်းတော့ခွန်ပါဝါနက္ခတ်၃ ုံးနဲ့တောင်ရပါလိမ့်ပေါ့နော်ဒါဆိုရင်ရထားတဲ့ကဏ္ဍလေးတွေစဉ်းကြည့်အောင်3 8 5ထိပ်စည်းရ3ထိပ်8ထိပ်5ထိပ်ပေါ့နော်3ထိပ်8ထိပ်5ထိပ်ပါ3ထိပ်8ထိပ်5ထိပ်ပါနော်ခွန်ပရိတ်ဆိုတော့3 4 8 9 5နဲ့ဆိုရင်ခွန်ပေါ့เนาะနဲ့ဆိုတဲ့အကြောင်းမို့လို့3 9 8 4 5ခွန်ပေါ့เนาะ ၃ညဆိုတဲ့အတွက်ကြောင့်မို့လို့၃ခွန်၈နှစ်55ပေါ့နော်ပြပြီနော်ဒါဆိုရင်မူရဩကွက်ကလေးကတော့သုံးထိတ်ကို၃ညပရိတ်က၃ခွန်ရဲ့ငါးထိတ်ကို၄ပရိတ်ငါးခွန်ပေါ့နော်ခွန်ခွန်ပိတ်ကလေးတွေကိုဩကွက်နေနဲ့တွေ့ထားပါတယ်နော် ဒါတော့ညီမစက်တာဆက်ပြတ်ခြင်းဖြစ်ပါတယ်ကိုရောမောင်ကြိုက်တမကြဲတဲ့တမဆိုလိုက်ပြီးတော့ကစားကြပါအားလုံးပဲမပြတ်တဲ့ဒီကောင်ကောင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်